ပြည်ပြည်နယ်လိုင်းပွဲမြို့နယ်မှာနှစ်ပေါင်း40နီးပါးကြာတက်ဆွဲထားတဲ့စစ်ကောင်စီရဲ့ခလဲတေစခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ကရင်မျိုးသားစီယုံ KNU ဘိုးကမတ်လ26ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ ခလဲဒီစခန်းကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူပေါင်းဖွဲ့တွေကမက်ရှလာ22ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးမက်ရှလာ25ရက်နေ့မှာစခန်းတစ်ခုလုံးကိုသိမ်းပိုင်နိုင်ခဲ့တာပါစခန်းသိမ်းတိုက်ပွဲအတွင်းစခန်းအတွင်းရှိစစ်ကောင်စီတပ်သားတွေဟာသူတို့ရဲ့လက်နက်ခဲယံတွေကိုမီးရှို့ဖျက်ဆီးကစခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ KNU ကဆိုပါတယ် စခန်းသိမ်းပိုက်ပြီးနောက်နေမြေရှင်းလင်းရေးလှုပ်ဆောင်စဉ်စစ်ကောင်စီတပ်သား၂ဦးရဲ့အလောင်းကိုတွေ့ရှိခဲ့ရပြီးတိုက်ပွဲအတွင်းစစ်ကောင်စီထံကလည်းလက်နက်ခဲယံအများပြားသိမ်းဆည်းရမိခဲ့ပါတယ်။ကလေးဒီစကန်ဟာ1989ခုနှစ်စက်တင်ဘာလ22ရက်နေ့မှာထိုင်းမြန်မာနယ်စပ်ဒေသအထင်းချုပ်ရေးရွယ်ချက်နဲ့တိစောက်ခဲ့တဲ့စကန်တစ်ခုဖြစ်ပြီးစကန်စတင်တိစောက်တဲ့အချိန်ကစပြီးဒေသခံပြည်သူတွေအနေနဲ့လွတ်လပ်စွာလှုပ်ရှားသွားလာနေထိုင်လောက်ကန်စားတောက်ခွင့်အကန့်အသတ်ခံခဲ့ရတယ်လို့ KNU ကဆိုပါတယ်။ ကလေးဒီစခန်းသိမ်းတိုက်ပွဲတွင်စစ်ကောင်စီတပ်ဘက်က စခန်းမကြရေးအတွက်နေကြောင်းနဲ့အပြင်းထန်ခုခံခဲ့တယ်လို့ KNU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။